မြန်မာပြည်သူပြည်သားအလုံးလက်ရှိကြုံတွေ့နေရတဲ့သဘာဝဘေးရန်တွေကနေအမြန်ဆုံးကင်းလွတ်ဖြတ်ကျော်နိုင်ပါစေလို့ကျမနွေနွေကဆုတောင်းပေးပါတယ်အခုတင်ဆက်ပေးမှာကတော့ငလျင်ဘေးသင့်ပြည်သူတွေအတွက်နေပြည်တော်မှာ American Korean Pride အဖွဲ့တစ်ခုကယာယီစေယုံတိစောက်နေတဲ့ဆိုတဲ့သတင်းမှာ American နိုင်ငံရဲ့ Korean Pride အဖွဲ့တစ်ခုဖြစ်တဲ့ Samaritan Pass ကနေပြည်တော်မှာယာယီစေယုံတိစောက်ဖို့အတွက်ကွန်ပျူတာချပေးခဲ့တယ်လို့အဲ့ဒီအဖွဲ့က April 6ရက်နေ့မှာထုတ်ပြန်လာခဲ့ပါတယ် ။စေယုံတိဆောက်ရေးအတွက်စစ်ကောင်စီကလည်းခွင့်ပြုချက်ပေးခဲ့တယ်လို့သိရပါဗျ။ယာယီစေယုံကိုနေပြည်တော်ရွှေကြောင်ပင်အားကစားရုံဘောလုံးကွင်းမှာဆောက်လုပ်မှာဖြစ်ပြီးစေယုံလေဘရဲ့အတွက်လိုအပ်တဲ့ပစ္စည်းတွေကို Boring 747ကုန်တင်လေယာဉ်တစ်စီးစာပို့ဆောင်ပေးထားပြီးဖြစ်ပြီးနောက်ထပ်ဒဇင်းကိုလည်းထပ်မံပို့ဆောင်သွားမှာဖြစ်တယ်လို့ Samaritan Pass အဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။ ယာယီစရုံမှာရေတန့်စင်ဆက်တွေ၊အရေးပေါ်တန်းရှင်တွေ၊ဆိုလာမီးတွေနဲ့ကယ်ဆယ်ရေးပစ္စည်းတွေလည်းပါဝင်မှာဖြစ်တယ်လို့သိရပါတယ်။ Samaritan Pass အဖွဲ့အစည်းဟာကမ္ဘာပေါ်မှာတဘာဝဘေး၊စစ်ဘေးနဲ့ယောဂကက်ဆိုဘေးတွေကြားရောက်တဲ့ဒေသတွေကိုတွားရောက်ကူညီပေးနေတဲ့အဖွဲ့တစ်ခုဖြစ်ပါတယ်။ စကောင်စီဟာနိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေအများစုကိုနေပြည်တော်ကိုရာကယ်ဆယ်ကူညီရေးအတွက်စိတ်လွတ်နေပြီးယာယီစေယုံတိဆောက်ရေးအတွက်ကိုလည်းအယက်သားပြည်သူတွေထိခိုက်မှုများပြားခဲ့တဲ့စကိုင်းနဲ့မန္တလေးဒေသတွေထံနေပြည်တော်ကိုသာဦးစားပေးခေါ်ယူနေခဲ့ပါတယ်ရှင်။ကျမနွယ်နွယ်ပါ။